္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဒီနေ့ဩဂတ်လ10ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာ channel တွေကကောင်းနှုတ်ရရာသတင်းတွေကိုထုတ်နှုတ်ဖတ်ကြားပေးမယ်သတင်းစာဘောကဖတ်စရာအစီအစဉ်စတင်မှာဖြစ်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်အာခါနဲ့ကျွန်မကင်းနေဆိုတော့ကတင်ဆက်ပေးသွားမှာပါဟုတ်ကဲ့ပါခင်ဗျာညီမရေဒီနေ့ဟိုသတင်းကောင်းစင်လေးတွေအနေနဲ့ကတော့ကျွန်တော်၃ခုရွေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဟိုဆက်စချင်းမှာပဲကျွန်တော်အခုဟော့ဖြစ်နေတဲ့သတင်းမှာပဲဟုတ်ကဲ့ဒီ Daily Level သတင်းစာရဲ့မျက်နှာဖိုးမှာပါတာပါခင်ဗျာမြန်မာနိုင်ငံတပိုင်းတွင်အစိုးရဆုံးရှေဘေးဒုက္ခကိုပြည်နယ်နဲ့တိုင်းဒေသကြီး၁၄ခုအနက် စတကူတွင်ကြုံတွေ့နေရအစိုးရဤထိရောက်သောချုပ်တင်ကာကွယ်မှုနှင့်ကေဆယ်ထောက်ပံ့မှုများအားနည်းသည့်အပေါ်ဝေဖန်မှုများရှိနေဆိုတဲ့သတင်းလေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနောက်တစ်ခုကတော့ကျွန်တော်စံတော်ချိန်နေ့စဉ်သတင်းစာရေးမင်းဖုန်းကသတင်းလေးတစ်ပုတ်ပါပဲခင်ဗျာအဲ့ဒါလည်းအခုတလောဟောဖြစ်နေတဲ့သတင်းလေးတစ်ပုတ်ပါပဲခင်ဗျာလုံခြုံရေးထိခိုက်မှုမရှိနိုင်သည့်အတွက်တရုတ်နိုင်ငံသားများပြန်လုခဲ့ခြင်းဟုဆိုဆိုပြီးတော့ဒါရှင်းသားထားပါတယ်ခင်ဗျာဒါကတော့ ဟိုပါဘောနော်ဟိုသတင်းကောင်းတင်ပေးမယ်ကျွန်တော်ဒီရေးသားထားတဲ့နေရာလေးတော့တစ်ချက်ပြောပြချင်လို့ပါနိုင်ငံတော်တမရာရင်းရဲ့ညွှန်ကြားရေးမှူးဦးစောထေးသူ့ရဲ့အကောင့်နံပါတ်ကတော့မှူးစောပေါ့နော်သူ့ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားတာပါခင်ဗျဒါသူဖော်ပြထားတဲ့ခေါင်းပေါ့ဒါရေးသားထားတာလေးပါခင်ဗျဒါပြီးခဲ့တဲ့ချက်ပိုင်းကတရုတ်နိုင်ငံသားတွေဟုတ်ကဲ့ဟိုတစ်ခုထုတ်တဲ့တရုတ်နိုင်ငံသားတွေပေါ့နော်တသက်တကြုံကြာနေတာရှေ့ရနဲ့လှစ်လိုက်တဲ့အပေါ်မှာဝေဖန်မှုတွေလည်းတော်တော်များနေပါတယ်ဟုတ်ကဲ့ဒါနဲ့ပတ်သက်ပြီးတော့သူပြောထားတဲ့ကိစ္စလေးပါခင်ဗျ ဟုတ်ကဲ့ပါနောက်တစ်ပုတ်ကတော့ကျွန်တော်ဒီ7 day daily သတင်းစာရေးမျက်နှာဖုံးပါခင်ဗျနာကစ်နောက်ပိုင်းအစိုးရဆုံးတဘာဝဘေးအန္တရာယ်ကိုရင်ဆိုင်နေရဆိုပြီးတော့ဒါရေးသားဖော်ပြထားပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျညီမတို့ဒီနေ့အတွက်အိတ်တအဘောဗာမြွှေလာတယ်ခင်ဗျအိတ်အဘောနေဒီနေ့ထုတ်နေ daily 11ရဲ့ဆက်မင်းနာ၄ကသတင်းလေးတွေပဲရွေးချယ်ထားပါတယ်ဟုတ်ကဲ့ပါအဲ့ဒီရေဘေးဒုက္ခသည်တွေနဲ့ပတ်သက်ပြီးရေးထားတဲ့အိတ်အဘောလေးပါဟုတ်ကဲ့ပါခင်ဗျနိုင်ငံတော်မှာရေဘေးဒုက္ခသည်များအရေးဦးစားပေးပါဆိုရဲကောင်းစဉ်နေပါ မြန်မာနိုင်ငံကကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာတဲ့ရေဘေးအနေအရနဲ့ကြုံတွေ့နေရပါတယ်တဲ့အခုလိုရေဘေးအနေအရကြောင့်လူသေဆုံးခြင်းရေစီးနဲ့မျိုးပါပျောက်ဆုံးခြင်းများလည်းရှိနေခဲ့ပါတယ်တဲ့ပြီးခဲ့တဲ့ဇူလိုင်လ16ရက်နေ့ကမိုးကြီးရေရှမ်းမှုကြောင့်ပဲခူးအနောက်ပိုင်းဒေသပြည်ခရိုင်တဲကုန်းမြို့နယ်အတွင်းမှာရထားလမ်းပျက်စီးပြီးလေမြေအေကထောင်ကျော်ရေလန်းခံရခြင်းမှလည်း ဖြစ်ပေါ်ခဲ့ပါတယ်တဲ့နောက်ပိုင်းမှာတဲ့စကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်းရေကြီးရေချမ်းရှင်များပေါ်ပေါက်လာခဲ့ပါတယ်မန္တလေးမြင်းကြီးနားမြရထားလမ်းပိုင်းမှာတရားအမှတ်488မှာလည်းရေကြော်နေမှုကြောင့်ခရီးစဉ်များရပ်ဆိုင်းခဲ့ရပါတယ်တဲ့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်းရေကြီးမှုတွေဆက်လက်ဖြစ်ပွားနေပြီးကိုးထောင်ဖို့ကောလင်းဘုံချောင်းမဲစာဆရရဲ့ရထားလမ်းပိုင်းတွေလည်းရေကြော်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်တဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသတွေမှာရေကြီးရေရှမ်းမှုကြောင့်လူသေဆုံးမှုများရှိခဲ့ပြီး တစ်ခဲကြီးကြီးရွာရှိတဖက်ပိတ်ဆဲကျိုးပြီးလူထောင်ပေါင်းများစွာရေပေးတင်ခဲ့ကြောင်းလည်းသိရပါတယ်တဲ့စကိုင်းတိုင်းဒေသကြီးတဖန်းစိတ်ဆဲမှာတဲ့ဆိုရင်ရေမှတ်ကိုလည်းရောက်လူနီးပါအခြေအနေကြောင့်ဆဲရေဖောက်ချခဲ့ကြောင်းသိရပါတယ်အလားတူမြန်မာနိုင်ငံအထက်ပိုင်းအလဲပိုင်းနဲ့ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာလည်းတဲ့ရေကြီးရေရှမ်းမှုတွေပေါ်ပေါက်ပြီးလူပေါင်းများစွာရေဘေးဒုက္ခတွေအဖြစ်ဘေးလွတ်ရာကိုရှေ့ပြောင်းနေခဲ့ရပါတယ်တဲ့ နေထိုင်စားသောက်ရေးကျန်းမာရေးပြည်ထောင်များအပါအဝင်အရေးပေါ်အကူအညီကယ်ဆယ်များလည်းပို့မှုလိုအပ်လာပါတယ်။စေတနာရှင်အလှူရှင်များတို့ကလည်းတပိုင်တိုင်ကူညီထောက်ပံ့မှုများပြုလုပ်နေတယ်လို့တဲ့စေတနာရှင်ပြည်သူများသက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများမှဝန်ထမ်းများရဲတပ်ဖွဲ့တပ်ချေနီမိသားနှင့်တပ်မတော်သားများကလည်းကယ်ဆယ်ရေးလုပ်ငန်းမှာပါဝင်နေပြီးကူညီမှုတွေပြုလုပ်နေပါပြုလုပ်နေတယ်ဆိုပြီးတော့လည်းဖော်ပြထားပါတယ်။ဒါပေမဲ့အခုဖြစ်စဉ်ဟာဒေတာအနေငယ်မှာကြုံတွေ့နေရတဲ့တမန်အခက်ခဲမဟုတ်ပဲနိုင်ငံအနှံ့ ဒေတာတော်တော်များများတုံ့တွင်းနေရတဲ့ရေဘေးအနေရဲ့ဇိုးကြီးတစ်ခုဖြစ်ပါတယ်တဲ့၂008ခုနှစ်နာဂေမွန်နိုင်ကဲ့သို့ဆုံးရှုံးမှုကြီးမားလွန်သောဘေးအနေရဲ့ကိုတုံ့တွေ့မှုသောမြန်မာနိုင်ငံအတွက်ယခုရေဘေးတည်လေတဲ့နိုင်ငံအဆင့်အရေးပေါ်အခြေအနေလှုံ့ဆော်ရမည်ဘေးအနေရဲ့ဇိုးကြီးဖြစ်လာပါတယ်တဲ့အခုလိုအခြေအနေမှာတဲ့ National အဆင့်တက်မှတ်ပြီးတော့တဲ့မြန်မာနိုင်ငံအနေနဲ့အမြန်ဆုံးအကောင့်တွေဖော်တင်တော်လဲတဲ့အစိုးရဤတုတ်ပြန်ဆောင်ရွက်မှုမှာနှောင့်နှေးနေရကြောင်းဝေဖန်စရာတွေလည်းဖြစ်ပေါ်နေပါတယ်တဲ့ရေပိအနေကြောင့်တည်ဆုံးခြင်းပြောင်းဆုံးခြင်းအပါအဝင်တဲ့ ဆုံးရှုံးမှုပမာဏများနဲ့တည်င်းအချက်အလက်များကိုတဲ့အချိန်မီထုတ်ပြန်မှုအားနည်းမှုတွေတဲ့ရေပိအနေရကိုအချိန်မီကြိုတင်ကာကွယ်နိုင်တဲ့အစီအမံနဲ့ကယ်ဆယ်ရေးလုပ်ငန်းများနှောင့်နှေးမှုတွေလိုအပ်တဲ့ကူညီထောက်ပံ့မှုများနဲ့ပြန်လည်ထူထောင်ရေးအစီအမံများအားနည်းမှုတွေစသည့်အချက်တွေမှာဝေဖန်စရာတွေဖြစ်နေပါတယ်တဲ့ဒါကြောင့်နိုင်ငံအနှံ့ဖြစ်ပေါ်နေတဲ့ရေပိအနေရကိုအစစ်အစစ်လုံဆောင်တင်မှာကြောင့် Daily 11သတင်းစာကရေးသားဖော်ပြအပ်ပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်ဟုတ်ကဲ့ပါခင်ဗျဒါတဘာပြည့်ရဲ့အနေနဲ့ပတ်သက်လို့မြန်မာနိုင်ငံအတွေ့အကြုံမရှိတာလည်းမဟုတ်ပါဘူး ။နောက်ကတော့လည်းတော်တော်သိင်းနဲ့ချီပြီးတော့လူတွေတည်ဆုံးသွားပြီဆိုတော့ဗောနော်ဒါအိတ်တာအဘောကလည်းဒီ daily level အိတ်တာအဘောကလည်းဒါထောက်ပြရေးသားထားတာသတိပေးဗောနော်အတိပေးသတိပေးရေးသားထားတာလေးပါခင်ဗျ။ဟုတ်ပါဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပညာရှင်တူကဒီရေးဖို့အချိန်နေဗောနော်ဟုတ်ကဲ့ပညာသိနေဆိုပြီးတော့ပြောနေတာလည်းကြာပါပြီပြည်နယ်နဲ့တိုင်းဒေသကြီးချို့ဗောအခုဒါဒီနေ့မှမနေ့ကမှထုတ်ပြန်ပြီးတော့ဗောနော်ဒီနေ့မှတရားဝင်ဖြစ်သွားတဲ့အနေအထားဖြစ်နေနည်းနည်းလေး နောက်ကျနေတယ်လို့ပေါ့နော်ဟုတ်ကဲ့ပါဝေဝမှုတွေဖြစ်နေတာပါဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနောက်တစ်ပုတ်အနေနဲ့ကတော့ Seven Daily သတင်းစာရဲ့သတင်းလေးတစ်ပုတ်ကိုဖတ်ပြကြပါမယ်ခင်ဗျာဒါကလည်းဟိုရေဘေးပြဿနာနဲ့ပဲသက်ဆိုင်နေတဲ့သတင်းလေးပါခင်ဗျာအစိုးရအနေဖြင့်ရေဘေးပြဿနာကိုနိုင်ငံတကာအကူအညီရယူသင့်ပြီဖြစ်ကြောင်းဦးမင်းကိုနိုင်စုဆိုတဲ့သတင်းလေးဖြစ်ပါတယ်ခင်ဗျာနိုင်ငံအနှံ့ပြားတွင်ဖြစ်ပေါ်နေသည့်ရေကြီးမှုနှင့်ရေဘေးအန္တရာယ်ကိုအစိုးရအနေဖြင့်အမှန်တိုင်းဝန်ခံပြီးနိုင်ငံတကာအမှအကူအညီများရယူရန်လိုအပ်နေပြီဖြစ်ကြောင်း 88မျိုးဆက်ចောင်းသားកောင်းဆောင်ဥမင်းကိုနိုင်ကပြောသည်ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအချိန်ဤဆိုးရွားစွာဖြစ်ပေါ်နေသည့်ရေဘေးအန္တရာယ်သတင်းချက်လက်များကိုအစိုးရကထုတ်ပြန်ရာတွင်အမှန်တရားကိုဖုံးကွယ်ထားသဖြင့်ကုညီမှုပေးရေးအဖွဲ့များအနေဖြင့်အခက်အခဲများရှိနေသည်ဟု၎င်းကဆက်လက်ပြောသည်တဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီဦးမင်းကိုနိုင်ကပြောထားတာပေါ့လက်ရှိရေဘေးရှင်တွေကိုဝင်းရံလိုက်ပါဖုံးကွယ်စရာမလိုပါဘူးတကယ်ဆိုရင်သဘာဝဘေးက နိုင်ငံတနိုင်ငံပဲဖြစ်တာမဟုတ်ဘူးဆိုတဲ့စကားကိုသမရတယောက်ကပြောစရာတော့မလိုဘူးကိုဖြစ်နေတာကိုနိုင်ငံတကာကိုကြေညာပြီးအကူအညီယူသင့်တယ်ဆိုပြီးတော့ဒါသူကတော့ပြက်ပြက်သားသားပေါ့နော်ပြောထားတာပါတယ်ဆက်လက်ပြီးတော့ဒါရေးသားဖော်ပြထားတာပေါ့နော်လက်ရှိရေဘေးဒုက္ခသည်များကိုအကူအညီပေးနေသည့်အရက်ဘက်ဖွဲ့စည်းများအနေဖြင့်သတင်းချက်လက်များရယူမှုနည်းသဖြင့်အမှန်တကယ်လိုအပ်နေသည့်နေရာများကိုရှာဖွေကူညီရန်နှင့်ကူညီရေးအစီအစဉ်များရေးဆွဲရန်ခက်ခဲဖြစ်နေကြောင်းနှင့်အရက်ဘက်ဖွဲ့စည်းများချင်းချင်းကွန်ရက်ဖွဲ့ပြီး ကူညီရေးအစီအစဉ်ဆွဲရန်လိုအပ်ကြောင်း၎င်းကဆိုသည်အချို့နေရာများတွင်အချင်းချင်းဆက်သွယ်မှုနည်းသောကြောင့်တနေရာတည်းတွင်ကစေးပစ္စည်းများစုပုံနေရပြီးတကယ်လိုအပ်သည့်နေရာများသို့မရောက်ဖဲရှိနေကြောင်းဦးမင်းကိုနိုင်ကပြောသည်ဆိုပြီးတော့ဒါဆက်လက်ရှင်းသားဖော်ပြထားပါရခင်ဗျာ68ငင်းကြိုင်းနှင့်ပွင်းလင်းလူဖွဲ့စည်းကဥဆောင်၍ကောလင်းအပါဝင် ရေဘေးတင်ဒေသများသို့အကူအညီများပေးပေးနေပြီးပုံမအကူအညီပေးနိုင်ရင်ဩဂတ်စ်လ2ရက်တွင်ညပညာရှင်များစာရေးဆရာများနှင့် နာမည်ကြီးလူမှုရေးလုပ်ငန်းဆောင်ရွက်နေသူများအပါအဝင်ရေဘေးအတွက်အကူအညီများရရှိရန်လူခံထွက်မည်ဖြစ်ကြောင်းဦးမင်းကိုနိုင်ငံဆက်လက်ပြောကြားသည်ဆိုပြီးတော့ဒါခြေသားဖော်ပြထားပါတယ်ခင်ဗျာဟုတ်ပါတယ်ကျွန်တော်တို့ဒီအခုအချိန်မှာဖြစ်နေတဲ့တော့ပြီးရတော့ဒါနိုင်ငံကအကူအညီရမှာဖြစ်တော့မှာပေါ့နော်ဟုတ်ကဲ့ပြည်တွင်းမှာလည်းပရာဟီတာအဖွဲ့တွေပေါ့နော်လူမှုရေးအဖွဲ့စည်းတွေကလုပ်နေပေမဲ့သူခုနကတည်းကဦးမင်းကိုနိုင်ထောက်ပြထားသလိုပဲတကယ်လိုအပ်တဲ့နေရာတွေမှာမရောက်တာတွေလည်းရှိနေတယ်ပေါ့နော်ဒါလည်းသတင်းချက်လက်လိုအပ်ချက်ကြောင့်ပဲပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာ ဟုတ်ကဲ့ပါညီမဒီဒုတိယတပုတ်အနေနဲ့ဗာမြောက်ရွှေထားလိုက်ခဲ့ပြန်ဟုတ်ကဲ့ဒီလီလေးမရဲ့စာမျက်နှာနှစ်မှာပါတယ်ဒီမေးစင်းနဲ့ပတ်သက်တဲ့တရင်လေးတပုတ်ကိုရွှေချထားပါတယ်အဲ့နီးပြီးတော့မှဖြစ်နေတဲ့ဒီမေးစင်းနဲ့ပတ်သက်တဲ့တရင်လေးပေါ့နော်ဟုတ်ကဲ့ပါနီးပြီးတော့ရင်းနဲ့ဇူလိုင်လ29ရက်နေ့အထိမေးစင်းမှာပါပြီပြန်လည်လျှောက်ထားသူဦးရေ14000ကျော်နဲ့မှားရွေးနေမှုအတွက်လျှောက်ထားသူဦးရေ13000ကျော်ရှိဆိုတဲ့ခေါင်းစဉ်လေးပါဟုတ်ကဲ့ပါခင်ဗျာ ်နေပြည်တော်တွင်လည်းဇူလိုင်လ29ရက်နေ့အထိမဲဆင်းမပါပြီးပြန်လည်လျှောက်ထားသူဦးရေ14000ကျော်နဲ့အမည်မှတ်ပုံတင်မှားယွင်းမှုများအတွက်ပြန်လည်လျှောက်ထားသူဦးရေ13000ကျော်ရှိနေကြောင်းနေပြည်တော်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကဖော်ပြထားပါတယ်တဲ့ဇူလိုင်လ29ရက်နေ့အထိနေပြည်တော်မှာမဲဆင်းမပါဝင်သူအမည်အမည်မှားယွင်းမှတ်ပုံတင်မှားယွင်းမှုအတွက်ပြင်ဆင်ရန်လျှောက်ထားသည့်ပုံစံ၄ကငယ်ဖြင့်လျှောက်ထားသူများကများပြားလျက်ရှိကြောင်းနဲ့ကော်မရှင်အဖွဲ့ခွဲရုံးကနေသိရပါတယ်တဲ့နေပြည်တော်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးအောင်ထက်ကျော်ကတော့ နမင်မပါလို့ထည့်သွင်းမိဖို့လျှောက်တဲ့ပုံစံ၃နဲ့တဲ့၁၄၀၀တောင်ကျော်ရှိပါတယ်။တည်သူထောင်ကျနေတဲ့သူမပါသိတဲ့သူတွေပါနေလို့ကန့်ကွက်လျှောက်တာကတဲ့၅၀၀ကျော်တဲ့။အမိအမိအမိမားလို့လျှောက်တာတို့မှတ်ပုံတွေနမတ်မားရင်လို့လျှောက်တာတွေကနဲ့ပြင်ဆင်မှုလျှောက်ထားတဲ့ပုံစံ၄ကငယ်နဲ့လျှောက်ထားသူတွေက၁၃၀၀ကျော်ရှိပါတယ်တဲ့။ဒီလ၃၀ရက်နေ့အထိလည်းလက်ခံပေးနေပါတယ်ဆိုပြီးတော့သူကဆက်လက်ပြီးပြောကြားထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျ။ပြင်ဆင်လျှောက်ထားသည့်စည်ရဲများကိုတဲ့ဩဂုတ်လတွင်ထုတ်ပြန်ပြီးစည်ရဲများတွင်ပါဝင်လာမည်ဖြစ်ကြောင်းလည်းသူကဆက်လက်ပြောကြားလိုက်ပါတယ်တဲ့။ ဒီဥအောင်ထက်ကျော်ကဆက်လက်ပြီးတော့ဗောနော်ဒီမဲစင်းမားနေတဲ့အတွဲတဲ့မဲဆုံးမဲပေးခွင့်ဆုံးရှုံးနေဆိုတာတဲ့မရှိစေရပါဘူးတဲ့အချက်လက်မားနေရင်မဲပေးလို့မရဘူးဆိုတာလည်းမမှန်ပါဘူးတဲ့ဒီရက်ကွက်မှာနေတာတဲ့ တခုခုမှန်ရင်တော့တဲ့ရက်ကွက်ဥက္ကဋ္ဌထောက်ခံရင်မဲပွေခွင့်ရှိပါတယ်တဲ့ဥပဒေမှာအဲ့လိုပြဋ္ဌာန်းထားပါတယ်မဲစင်းမှာလည်းမိမိအမိအမှန်မပါဘူးဆိုရင်တော့မဲပေးပါမယ်မရှိဘူးတဲ့လူမှန်နေရင်တော့အချက်လက်မှားနေရင်ပြင်ဆင်ပြီးမဲပေးလို့ရပါတယ်ဆိုပြီးတော့သူကဆက်လက်ပြောကြားသွားပါတယ်ဟုတ်ကဲ့ပါခင်ဗျဒီအခြေခံမဲစင်းတွေကိုတဲ့မေလ25ရက်နေ့ကနေဇွန်လ10ရက်နေ့အထိ14ရက်ထုတ်ပြန်ပေးခဲ့ကြောင်းအခြေခံမဲစင်းထုတ်ပြန်သည့်ရက်မလုံလောက်တဲ့အတွက်ဇူလိုင်လ30ရက်အထိပြင်ဆင်ပေးနေခြင်းဖြစ်ကြောင်းနေပြည်တော်၌မဲစင်းကြေညာခဲ့သည့်ကာလတွင်မဲစင်းကြီးစုသူနေပါခဲ့ကြောင်းလည်းသိရပါတယ်တဲ့ဟုတ်ကဲ့ပါခင်ဗျ ဒါကလည်းဟိုသတိထားတဲ့ကိစ္စလေးတစ်ခုပါပဲဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာကျွန်တော်တို့တဘာဘေးကလည်းကြာနေတဲ့အခါကြတော့ဗောနော်လူတွေကလည်းအဲ့ဒီဘက်ကိုပဲဒီတဘာဘေးဘက်ကိုပဲအအောင်ရောက်နေတော့ဒီမဲစင်းကိစ္စတွေကလည်းအခုနေရလဲနေကတ်နေပြီလေဟုတ်ကဲ့ပါခင်ဗျာလာနေငယ်ပဲလူတော်တဲ့ခါကြတော့စိတ်ဝင်စားမှုအားနေနေကြတာပေါ့နော်ဒီမဲဆင်းနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့မှန်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနောက်တပုတ်အနေနဲ့ပေါ့နော်တတရတပုတ်အနေနဲ့ကတော့ဒီဆန်တော်ချေနေ့စဉ်သတင်းစာရဲ့ကြော်ဖို့မှာပါတယ်သတင်းတပုတ်ကိုရွှေထားပါတယ်ခင်ဗျာ အမြန်လန်း၌ရှင်၃စီးစင့်တိုက်မှုဖြစ်ပွားဖျားဘူးရှင်မှအမျိုးသမီး၃ဦးဒဏ်ရာရရှိဆိုတဲ့သတင်းလေးဖြစ်ပါတယ်ခင်ဗျာရန်ကုန်မန္တလေးအမြန်လန်းမကြီးမိုင်းတိုင်အမှတ်185နဲ့185မြင်းဆောင်1ကြား၌ဇူလိုင်လ31ရက်နေ့3နာရီမိနစ်40ကရှင်၃စီးစစ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်ဆိုပြီးတော့ဒါရေးသားဖော်ပြထားပါတယ်ရန်ကုန်မှာနေပြည်တော်သို့အသွာလန်း၌ဦးဝင်းမန်မောင်းနေလာသည့်ရှင်အမှတ် 5G 1555 ဖျားဘူးမီနီဘတ်နေအောင်ရှင်ဤအရှိတ်ပြီးကျုပ်ထွက်သွားသည်ဖြစ်လမ်းဘေးချရထားစဉ်ဦးထွန်းမင်းဝင်း23နှစ်မောင်းနှင်လာသောရှင်အမတ် 3G4479 Toyota with the လမ်းဤဝဲဘက်မှကျော်တက်မောင်းနှင်နေစဉ်၎င်းဤရှင်နောက်မှဦးဆန်မြင့်အောင်46နှစ်မောင်းနှင်လာသည်ခီးတတင်ရှင်နေကျယ်မင်း 1D8546 ရင်ကထပ်မံကျော်တက်မောင်းနှင်ရာလမ်းဘေး၌ ကားဘိန်လေးရဲ့ရနာထသည့်ဖျားဘူးရှင်အားဝင်တိုက်မိခဲ့ပြီးဖျားဘူးရှင်မှတဆင့်ထပ်မံ၍ Toyota Wiz ကတိုက်မိခဲ့ခြင်းဖြစ်သည်ဆိုပြီးတော့ဒါရှင်းသားဖော်ပြထားပါတယ်ခင်ဗျာရှင်သုံးစီးဆင်တိုက်မှုကြောင့်ဖျားဘူးမီနီဘတ်ရှင်ပေါ်လိုက်ပါလာသည့်မျိုးသားခီးတဲ့မျိုးသား၈ဦးမျိုးသမီး၈ဦးစုစုပေါင်း၁၆ဦးနဲ့မှမျိုးသမီး၃ဦးဒဏ်ရာရရှိခဲ့သည့်ဖြစ်နေပြီးတော့ဂရင်းတထောင်စီးယုံကြီး၌တင်ပို့ကူတက်ထားရသည့်ခီးတဲ့တင်ရင်နေချမင်းကဒီရင်မောင်းဥဆက်မြင်းအောင်အား တာကရအမြန်လမ်းရဲစခန်းကရှင်ကိုမြင့်ဆောင်2015ပုံမှ33ခွန်မြင့်ဆောင်338ဖြစ်အမှုဖွင့်ထားသည်ခီးတယ်ဒီရှင်ပေါ်လိုက်ပါစီးနေလာသည်ခီးတယ်စုစုပေါင်း85ဦးမှာတိရဒဏ်ရရှိမှုမရှိခဲ့ကြောင်းသိရသည်ဆိုပြီးတော့ဒါရှင်းသားဖော်ပြထားပါတယ်ခင်ဗျဟုတ်ကဲ့ပါညီမလေးဒီနောက်ဆုံးအစီအစဉ်အနေနဲ့ပါကတ်တုံးလေးများရွှေထားလို့ခင်ဗျနောက်ဆုံးအနေနဲ့ဒီ Democracy Today ရဲ့စာမျက်နှာ၉မှာဖော်ပြထားတဲ့ကတ်တုန်းလေးဖော်ပြခြင်းပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီကတ်တုန်းရင်ကြီးအောင်ကရေးဆွဲထားတာပါ။ ဒါလည်းတက်လက်ရှိရေးဘေးကိုတို့ကထောက်ပြပြီးတော့ရေးဆွဲထားတာပေါ့နော်ဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီအိမ်လေးတွေပေါ့ကျွန်တော်ပြထားတာတော့လုံးဝရှည်ရှည်တွေနဲ့မသိဘူးအင်းလေးပုံစံပေါ့နော်အဲ့ဒါနဲ့အထက်ကနေလှမ်းပြီးတော့အိမ်လေးကနေလှမ်းပြီးတော့ဒေါ်ကွမ်းကွီလာတဲ့ပဲပြုတ်လိုချင်လို့ပါတဲ့အဲ့နဲ့ဒီဘက်က30သား300နော်တဲ့ဟုတ်ကဲ့200မဟုတ်ဘူးလားတဲ့တော့စီကိုကျုပ်ကလှင်းနေလာမှလေးတဲ့ဟုတ်ကဲ့ပါခင်ဗျာအခုရှည်တွေက ်ညှုပ်ပြီးတော့ဒီရိုးရိုးလမ်းလျှောက်လို့သွားလို့မရတော့ဘူးလှင်းနဲ့သွားမှလှင်းနဲ့သွားနေရရဲ့ဆိုတော့ပြတော့မယ်ဆိုတဲ့အခါဘောနော်ဒါကဟုတ်ကဲ့ဟာတာအပြင်ကို အသိပညာပေးထောက်ပြထားတဲ့ကတ်တုန်းလေးတစ်ခုပါပဲခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါဒီကတ်တုန်းလေးနဲ့ပဲဒီနေ့ဩဂတ်လ10ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာ channel တွေကကောင်းတို့ရရာသတင်းတွေကိုထုတ်နှုတ်ဖတ်ကြားပေးတဲ့သတင်းစာဘောကဖတ်ဆရာအစီအစဉ်ပြီးဆုံးပြီဖြစ်ပါတယ် DVB ကိုကြည့်ရှုနေကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင်